2025ခုနှစ်နိုဝင်ဘာလရဲ့နောက်ဆုံးရက်ဖြစ်တဲ့မနက်ဖြန်30ရက်နေ့တနင်္ဂနွေနေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကိုတင်ဆက်ပေးပါမယ်ရှင်။ဆောင်ရက်တည်ရဲ့အရသာကိုအပြည့်အဝခန်းစားနေရတဲ့ဒီရက်ပိုင်းမှာမြောက်လေစီကြောင်းတွေကလည်းအကောက်ကောက်နဲ့ဝင်ရောက်နေရကြောင့်တနိုင်ငံလုံးတိုင်းတာနဲ့အပူချိန်တွေတိတိတသာကျဆင်းနေပါတယ်။မနက်ဖြန်တနင်္ဂနွေနေ့ရုပ်ပဲ့ရက်မှာခရီးသွားမဲ့သူတွေအိမ်မှာအနားယူမဲ့သူတွေအတွက်ရာသီဥတုကဘလို့ရှိမလဲဆိုတာကိုကြည့်လိုက်ကြရအောင်နော်။ မနေ့ပြန်မှာနေ့ပူချိန်ရောညပူချိန်မှာကြဆင်မှာဖြစ်လို့အေးအေးပုံမင်းဒီတနေ့လို့ပြောလို့ရပါတယ်။လက်ရှိမှာရှင်ကရင်နီနဲ့ချင်းပြည်နယ်တွေကအေးဆုံးစည်ရင်ဝင်နေပါတယ်။ချင်းပြည်နယ်မှာနေ့ဘက်ပူချိန်30ဒီဂရီစင်တီဂရိတ်ထိထိုးကျနိုင်လို့နေ့ကင်ဘက်တောင်အတော်လေးအေးနေမှာပါရှင်။ ရှမ်းပြည်နယ်မှာတော့နေ့ပူချိန်16ဒီဂရီကနေ24ဒီဂရီကြားမှာရှိနိုင်ပါတယ်။ညပူချိန်အနည်းငယ်ကတော့ရှမ်းပြည်နယ်ချင်းပြည်နယ်တောင်ပေါ်ဒေသတချို့မှာ6ဒီဂရီစင်တီဂရိတ်ထိကျဆင်းပြီးရေခဲလူနေပါအေးစိတ်နေမှာဖြစ်ပါရဲ့ရှင်။ကချင်နဲ့စကိုင်းတိုင်းထပ်ပိုင်းမှာနေပူချိန်26ဒီဂရီ၊ကြံတိုင်းနဲ့ပြည်နယ်တွေမှာတော့28ဒီဂရီဝန်းကျင်ထိရှိနေမှာပါ။ ညအပူချိန်တွေအနေနဲ့ကတော့မန္တလေးမကွေးပါဝင်မြန်မာနိုင်ငံအလဲပိုင်းနဲ့ပဲခူးတိုင်းဘက်မှာ၁၄ဒီဂရီကနေ၁၈ဒီဂရီအထိကျဆင်းနိုင်ပါရဲ့ရှင်။ရန်ကုန်၊အီယာဝတီ၊မွန်၊ကရင်နဲ့တနင်္သာရီတိုင်းလို အောက်ပိုင်းဒေသတွေမှာတော့ညဘက်အပူချိန်၁၈ဒီဂရီကနေ၂၀ဒီဂရီစင်တီဂရိတ်ဝန်းကျင် ရှိမှာဖြစ်လို့ညဘက်လေးတွေမှာစောင်းပပလေးလွှမ်းအေးရမယ့်ရာသီဥတုမျိုးဖြစ်ပါရဲ့ရှင်။အပူချိန်ကျဆင်းတာနဲ့အမျှမနှက်ဖြန်မနှက်ပိုင်းမှာမြူတွေထူထပ်နိုင်ပါတယ်။ ကချင်ပြည်နယ်ချင်းပြည်မြောက်ပိုင်းစကိုင်းတိုင်းထပ်ပိုင်းနဲ့မန္တလေးတိုင်းတို့မှာနေရာနှံ့ပြားရှမ်းနေပြည်တော်နဲ့ပဲခူးတိုင်းအရှိချမ်းတို့မှာနေရာကျကျဲနဲ့ကြံဒေသတွေမှာတော့နေရာကွက်ကြားမြို့ထူထပ်နိုင်တာမလို့မနဲ့စောစောခရီးသွားမယ်မိဘပြည်သူတွေအနေနဲ့ကာမီဖွင့်မောင်းတာအရှိန်လျှော့မောင်းတာတွေခရီးပြကြပါရှင်ပင်လယ်ပြင်သတင်းတွေရှုပ်ထွေနေပြီမြန်မာနိုင်ငံအတွက်တော့စိတ်ပူစရာလုံးဝမရှိပါဘူးရှင်ဘင်္ဂလားပင်လယ်အော်ကဆိုက်ကလုန်းမုန်တိုင်းဒစ်ဝါဟာ အိန္ဒိယကယူရာဘရွေ့လာပြီးဒီဇင်ဘာလ၁ရက်နေ့မှာအပြော့သွားမှာပါဒေါက်တရုတ်ပင်လေကအားကောင်းတဲ့လေးဖြာနဲ့ရုပ်ဝန်34တီကလည်းတိုက်ဖုံးမှုန်တိုင်းခိုတိုရဲဆွဲအားကြောင့်မနေ့ပြန်မှာပဲပြည့်ပြည့်သွားတော့မှာဖြစ်ပါရဲ့ရှင်ထူကြတာကတော့တိုက်ဖုံမုန်တိုင်းကိုတိုဟာဒီနှစ်မုန်တိုင်းရသည်ရဲ့နောက်ဆုံးမုန်တိုင်းဖြစ်ပြီးသူနောက်မှာနောက်ထပ်မုန်တိုင်းတွေလာဖို့မရှိတော့ပါဘူးရှင်။ မြမပင်နယ်ပြင်မှာမုန်တိုင်းအရှိန်တရောက်မှုမရှိတော့ပါဘူး။လိုင်းအမြင့်၅ပေကနေ9ပေလောက်ပဲရှိမဲ့လိုင်းအတင်းတင်းအခြေအနေမလို့ကနင်းကဝဲရေလောက်သားတွေနဲ့ခီးသွားတယ်စိတ်ချလက်ချသွားလာနိုင်ပါပြီရှင်။အခုတင်ဆက်ပေးခဲ့တဲ့မိုးလေဝသခံမှန်းချက်တွေကိုတော့ကျမတို့ CJ Black Bow ကမိုးလေဝသလေ့လာသူတဦးဖြစ်သူကိုလကုံးအိမ်ကမိုးလေဝသခံမှန်းချက် model တွေရဲ့ဖော်ပြမှုကိုအခြေခံပြီးခံမှန်းတင်ဆက်ပေးခဲ့ရပဲဖြစ်ပါရဲ့ရှင်။